က်တစ်ပြက်နဲ့မော်နီတာဂျာနယ်တွေမှာဖော်ပြခဲ့တဲ့စစ်ထောက်လန်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်နဲ့အင်တာဗျူးတွေကိုစူးစီးပြီးအယ်ဒီတာချုပ်မြက်ခိုင်ကစာအုပ်အဖြစ်ထုတ်ဝေတဲ့အခမ်းအနားကိုရန်ကုန်မြို့မှာနိုဝင်ဘာ28ရက်နေ့ကကျင်းပခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်လည်းဒီအခမ်းအနားကို တက်ရောက်ခဲ့ပြီးပြည်ရင်းငင်းငင်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့လောက်ကင်ဆောင်ရွက်နေသူတွေကို ဝေဖန်တိုက်ခိုက်မှုတွေရှိနေတာကြောင့်သူ့အနေနဲ့အကြံမပေးလိုဘူးလို့ဆိုပါတယ်။ ဒီမှာကျန်ပြီးတော့ဝေးချင်တယ်ဒီစူးစမ်းနေတယ်เนาะအဲ့တော့ဥမာဆောင်ပြီးဆောင်ရဲ့နေတယ်ဟုတ်တယ်စူးစမ်းနေတယ်ဒါတကယ်သူကနှစ်နှစ်ကနေတယ်စူးစမ်းပြီးတော့မဆောတော့ပြောရဲတယ်မှာပါပါတယ်အဲ့တော့ဝိပန္နာတွေအဲ့တော့ပုံကိုကြီး ဒီချုံးနဲ့ဓာတ်တွေဓာတ်တွေလုပ်ရင်ဒီကနေပြီးတော့မှအပြုဘောဆောင်တဲ့ပတ်ဝန်းကျင်ကိုဘယ်လိုပဲနဲ့အဲ့ဒီချုံးနဲ့မှုတွေပြတ်တယ်လို့တင်လို့ပြတာအားကြီးတယ်အရှင်းဆက်ပြီးလုံးဝလုံးဝပါခလားငါလို့ရင်တော့ငါတို့ကတော့ဘယ်လိုပဲအဖြစ်ကြီးပုံနေပါလားချုံးနဲ့နေပါလားအားနဲ့ချက်တူခေါ်ထုတ်ပြီးတော့ပဲဒီလိုပဲလုပ်နေပါလားဆိုတော့တန်တရားတူအချိန်ဝင်ရောတာပေါ့ပဲဒါတိုင်းပြည့်ရွတ်တရတွေ့တဲ့ကြောင့်တော့နေမယ်ဟုတ်ပါဘူးဖြစ်ပါတယ် လူအများမသိရှိခဲ့တဲ့စစ်အစိုးရအုပ်ချုပ်ရေးကာလကဖြစ်ရတွေကိုအ धिक မိမောင်းထိုးပြီးမေးမြန်းထားတာတွေပါဝင်က အမားမှန်ကိစ္စကပြည်သက်ကဆုံးဖြတ်မယ်လို့ဂျာနယ်အယ်ဒီတာမြက်ခိုင်ကဆိုပါတယ်ဒီစားကတော့ကျွန်တော်ပြည့်ပြည့်နဲ့မော်ဒီတာမှာကျွန်တော်အင်တာဗျူးပြည့်တဲ့ခါလေးပေါ့နော် အဲ့ဒီဟာလေးကိုစုပြီးစာအုပ်ဖြစ်ထုတ်လိုက်ကြတာပေါ့ကျွန်တော်စာအုပ်လုပ်ဖို့စိတ်ကူးရတာတော့ဒါတွေကိုကျွန်တော်ခဏခဏဖတ်ချင်လို့တောင်းရလို့များတယ်ကျွန်တော်လည်းဒါမှခံနေတော့စာအုပ်လုပ်ဖို့ပဲလို့စဉ်းစားလိုက်ချင်ပါဘူး။ကွန်ပျူတာနဲ့ကျွန်တော်စကားပြောပြီးပြီးတော့လုပ်အောင်ဆိုပြောတဲ့အတွက်ဒီ YouTube မှာဖွင့်တော့မှာလေ YouTube ကြီးရဲ့စစ်တော့ပြောတယ်ပဲဒေါ်တာလေးပြီးပါတယ် လုပ်ပါဆိုဆိုကြသူရဲ့ဥယောဇဉ်တွေရေးပြပါတယ်ဟောလိုအပ်တဲ့ပုံတွေကျွန်တော်ပြပါတယ်အဓိကတော့ကျွန်တော်တို့မသိခဲ့တဲ့သမိုင်းနှောင်းခံဖြစ်ပျက်တွေပေါ့ဒီမှာတိဝင်မြတ်ဖြစ်တဲ့ကိုကျွန်တော်ဗင်းမြန်ထားတာဖြစ်ပါတယ်။အမှားမှန်လို့ဘာလို့တော့ဖတ်တဲ့လူတွေဆုံးဖြတ် ABSDF မြောက်ပိုင်းတပ်ဖြတ်မှုဆွဲတော်ဘုံကွယ်မှုသူနဲ့စစ်ထောင်လမ်းရေးအဖွဲ့ကိုဖျက်သိမ်းပြီးဖမ်းဆီးတဲ့ကိစ္စနေအိမ်အခြေချုပ် စတဲ့ဖြစ်ရပ်တွေနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကနေနောက်ဆုံးအာနာရှင်ဟောင်းဥနေဝင်းရဲ့မြေးတွေထောင်ကလွတ်လာပြီးသူ့ကိုလာပြီးကြော့တဲ့အထိမေးမြန်းထားတာတွေကိုဖော်ပြထားပါတယ်။